မင်္ဂလာပါ The Analyst Perspective Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့100 Days of Landing Sequel ရဲ့ Day 22မှာ Union နဲ့ Union Oil အကြောင်းပြောပြပါမယ် Union နဲ့ Union Oil ကတကယ်တော့အရင်တုန်းက Power Quarry မှာ သိငယ်ဘူးတယ်ဆိုရင် band table လောက်တန်းနေတူတူပါပဲဒီတော့ power cord ကြီးမသိငယ်ဘူးတဲ့သူတွေအတွက်လည်းနားလည်အောင်ရှင်းပြရရင်ကျွန်တော်တို့ table နှစ်ခုကိုပေါ်အောင်ပေါင်းလိုက်တာအရှိမကျွန်တော်တို့ join နေပြောတော့ကတော့ join ဆိုတာဒီ table နှစ်ခုကိုဒီဘက် table ရဲ့ဟိုဘက် table က column လေးတွေကိုဆွဲလာပြီးတော့ဘဲကနေညာနေတာမဟုတ်လာကတ်တာပေါ့နော်ဒီလိုမျိုးဖြစ်ခဲ့တယ် union နဲ့ union org ကြတော့ဘဲဘက်ကညာဘက်ကနေလာကတ်တာမဟုတ်ဘဲနဲ့ table နှစ်ခုကိုအပေါ်အောင်ချိန်တာဖြစ်ပါတယ်ဥပမာအနေနဲ့ဒီလိုဗျ column လေးခုရှိတဲ့ပထမ table တစ်ခုရှိတယ် နောက် select statement ကလည်းဒီလိုမျိုး column ၄ခုရှိတယ်ဒုတိယတေဘတစ်ခုကိုထုတ်ပေးတယ်ဆိုရင် select statement နှစ်ခုကထွက်လာတယ် result နှစ်ခုကို union လို့ရေးလိုက်တဲ့အခါဘာလုပ်သွားလဲဆိုတော့ဒီ order နဲ့ဒီ၄ခုနဲ့ကိုဒီလိုပေါင်းပြီးတော့ table ကြီးတစ်ခုအနေနဲ့ထုတ်ပေးတာဖြစ်ပါတယ်ဆိုတော့ तू ကဒီလိုမျိုးပေါင်းပေးဖို့အတွက် SQL ကဂရုမစိုက်တဲ့ကိစ္စတွေရှိတယ်ဂရုမစိုက်တဲ့ကိစ္စတွေကဘာလဲဆိုတော့ဒီမှာပါနေတဲ့ data နဲ့ဒီမှာပါနေတဲ့ column ရဲ့နာမည်ပေါ့နော်အဲ့ဒီနာမည်နှစ်ခုကမတူနေလဲ तू ကပေါင်းချတာ ဲ့ဒီတော့ဘာသတိထားရမလဲဆိုတော့ကျွန်တော်တို့ကပေါင်းမဲ့ result ၂ခုရဲ့ column အရေးအတွက်ကတော့2မှပေါင်းပြီးတယ်၄ခုနဲ့၄ခုနဲ့၅ခုနဲ့၅ခုနဲ့ပဲပေါင်းလို့ရတာဖြစ်တယ်ဒါတစ်ချက်နောက်တစ်ချက်ကကြတော့ column order ဆိုတော့ နာမည်ကအရှိတန်ဖိုးကနောက်ဆိုရင်ဒုတိယကော်လမ်းမှာလေနာမည်ကအရှိတန်ဖိုးကနောက်နဲ့ပေါင်းပြီးမှမမှန်ကန်ကန်ထွက်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ data type တွေတူဖို့လိုတယ် port table မှာ data type ကရှိကနာမည် string ဖြစ်ပြီးတော့ဒုတိယ data type ကတန်ဖိုး integer တွေဖြစ်ခဲ့တယ်ဆိုရင်အောက်ကနေပေါင်းမဲ့ table မှာလေရှိက string နောက်က number နောက်က integer ဖြစ်နေမှရမှာဖြစ်ပါတယ်ဆိုတော့ဒါကိုကျွန်တော်နမူနာအနေနဲ့ကုတ်ကြည့်ပြီးတော့ပြပါမယ် fat ဈေးဆိုတဲ့ table တွေက CD နာမည်ရေ total revenue ရေဆိုတဲ့ data ကိုဆွဲထုတ်လာမှာပေါ့နော်အဲ့ဒီမှာမှာဒီ CD က parser ဆိုတဲ့ CD ကို run လိုက်မယ်ဒါဆိုရင် CD နာမည်နဲ့ total revenue တန်ဖိုးတွေထွက်လာမယ်ပြီးတော့ဒုတိယ query တစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာ CD နာမည်နဲ့ total revenue ပုံမှာခုန parser ဆိုတဲ့မျိုးမဟုတ်ဘဲနဲ့ ankara ဆိုတဲ့မျိုးကို ဖွင့်ပေးလိုက်မယ်ဖွင့်ပေးပြီးတော့ကျွန်တော်တို့ run ကြည့်လိုက်မယ်ဒါဆိုရင် ankara ဆိုတဲ့မျိုးနဲ့ revenue တွေထွက်လာမယ် โอเคကျွန်တော်တို့ကဒီ query နှစ်ခုရဲ့ tempo ကို union လုတ်ပေးလိုက်တဲ့အခါဘယ်လိုထွက်မလဲကြည့်ရအောင်โอเคဆိုတော့ union လုတ်ပေးလိုက်တဲ့အခါကျတော့ angara ဆိုတဲ့မြို့ရဲ့ total revenue တွေလည်းထွက်လာတယ်ဘာသာဆိုတဲ့မြို့ရဲ့ total revenue တွေလည်းထွက်လာတယ်โอเคဒီနေရာမှာခုနကပြောခဲ့တဲ့ column order ကဘာလို့အရေးကြီးလဲဆိုတာကိုကျွန်တော်ပြပါမယ်ဒီမှာတော့ CTP မှာ total revenue ဒီမှာလည်း CTP မှာ total revenue ရေးခဲ့တယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့က total revenue ပြီးမှ CD ကိုတွားရေးမယ်ဆိုရင် ဘယ်လိုပေါင်းမလဲဆိုတော့သူက city နေရာမှာ revenue တွေဝင်ပြီးတော့ Ankara ဆိုတဲ့နာမည်က total revenue တွေကိုဝင်သွားမှာဖြစ်ပါတယ်။ဒီတော့ SQL က union မှာဆိုရင်ပထမ table ကိုတော့အမှန်အတွက်တယ်။ဒါပေမဲ့ union ရဲ့အနောက်ကဝင်လာတဲ့မြတ် table တွေရဲ့နာမည်တွေကိုလိုက်မညှိတော့ဘဲနဲ့ပထမ table ရဲ့ column name ရင်အောက်မှာပဲ1ဆို1 2ဆို2အပေါ်အောက်တွေလိုက်ပေါင်းသွားတာဖြစ်ပါတယ်။ column order အခြေကြီးပါတယ်။ နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ကအပေါ် column မှာအကဲရွေးထားပါတော့ကျွန်တော်တို့က total revenue လည်းရှိတယ် unit zone လည်းရှိတယ်၃ရောင်းရှိတယ် column ၃ခုရှိတယ်ဒါပေမဲ့အောက်က table မှာတော့ column ၂ခုပဲရှိပြီးတော့ဒီ table ၂ခုကို union လုပ်ခြင်းမရပါဘူးเนาะ error တက်ပါတယ်ဒီတော့ union လုပ်မယ်ဆိုရင်ကျွန်တော်တို့ပထမ result က column number တွေတူရမယ် column order တွေတူရမယ် data type တွေတူရပါမယ်ပြီးတော့ union နဲ့ union or ကပါကွာတယ်လဲဆိုတော့ union ရိုးရိုးပဲရေးထားတဲ့အခါ ဒီကထွက်လာတဲ့ result နဲ့ဒုတိယထွက်ကထွက်လာတဲ့ result မှာလုံးဝထပ်တူကြနေတဲ့ duplicate တွေရှိနေတယ်ဆိုရင် union ရိုးရိုးမှာအဲ့ဒီ duplicate တွေကိုပယ်ပြီးတော့တကြောင်းမဲ့ယူပါတယ်ဒါပေမဲ့ union all လို့ရေးလိုက်တဲ့အခါကျရင်တော့အပေါ်နဲ့အောက်နဲ့ duplicate ဖြစ်နေလေသူက duplicate တိုင်းနှစ်ကြောင်းယူပေးတာဖြစ်ပါတယ်ဒါလေးပဲကွာတာဖြစ်ပါတယ်ဟုတ်ကဲ့ဆိုတော့ union နဲ့ union order ကတော့ဒီလောက်ပါပဲကျေးဇူးပါနောက် post မှာတွေ့တာပေါ့